ကိုင်းနိုင်ဝက်လက်မြွနယ်ထဲမှာစိုးစုကအင်အားသုံးပြီးရွာစံပတ်မွေစင်းနှံကလူသက်လူရဲ့မိရှိုနေပြီးတလားကျော်အတွင်းမိရှိုဖြက်စီးခံရတဲ့ရွာ၁၈ရွာရှိလာတယ်လို့ဝက်လက်နဲ့လူထုတပိတ်တိုက်ပွဲဥဆောင်ကော်မတီကတာဝန်ရှိသူတို့ကပြောပါတယ်။စိုးစုကအတို့ရောက်ရွေးကောက်ပွဲပြင်ဆင်နေချိန်အော်တိုဝါလာဇန်ကစပြီးတော့ဝက်လက်နယ်စကိုင်းရှိဖို့ကားလမ်းတစ်လျှောက်ကိုအင်အားရာနဲ့ချီလေးဖွဲထက်မနည်းခွဲကစင်းနေလူရဲ့လူသက်မိရှိုနေတာဖြစ်ပြီးတော့အော်တိုဝါလာဇန်ကနေ နိုဝင်ဘာ20ရက်ထိရွာသားကြီး လာတော်ကြီးကံစိုင်းနိုင်လေးရွှေချင်းမူကြီးထုံးမိုတတအူလိန်ပင်ခေါ်တော်တမကုံရွာတော်ကုံစတဲ့ရွာပေါင်း18ရာကိုမိရှုဖြစ်စည်းခံရတာဖြစ်ပါတယ်။ကျောစုကရွာတွေကိုစင်းနှင်းချိန်တွေ့သည်မပြည်သူကိုဖမ်းဆီးတပြက်ဒဇာကလူသားတိုင်းကဖြစ်အတုံးချတာကြောင့်ဝက်လက်နဲ့ကြေးရွာ20ကျော်ကတောင်းနဲ့ချီတဲ့ပြည်သူတွေစပေးဆောင်ထွက်ပြေးနေရပါတယ်။အဲဒီကျောစုတွေကဝက်လက်နဲ့စကိုင်းရွှေဖို့ကလန်ရွာသားကြီးကြေးရွာတဲ့အထိုင်ချနေပြီး ဒေသတွင်းရွာဆက်ပတ်မွေလူသက်လူရဲ့မိရှုနေတာဖြစ်ပါတယ်။သကိုင်းကလင်လှုပ်ခတ်ပြီးတလားမပြေခင်ကလေးကစောစုဟာသကိုင်းရွှေဘိုလမ်းမိုင်းတစ်လျှောက်လူသက်လူရဲ့မိရှုစကြောင်းထိုးနေတာဖြစ်ပြီးတော့လက်ရှိမှာတော့ရွေးကောက်ပွဲကျင်းပနိုင်ဖို့နေမြေရှင်းလင်းရန်အရှိန်မြှင့်ထားတယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။ ဆက်သက်လေဒီဆိုတာလေဒီနဲ့ဆက်အင်ဂျင်ကိုပေါင်းစပ်ပြီးရွေလျက်ပြန်တက်နိုင်အောင်ပြုလုပ်ထားတဲ့ယင်အမျိုးအစားဖြစ်ပါတယ်ဆက်သက်လေဒီဟာလွယ်ကူစွာစီးနှင်းပြန်တက်နိုင်ပြီးအဝေးကကြည့်ရင်ရိုးရိုးလေဒီနဲ့ဆင်းသူပါတယ်ဆက်သက်လေဒီဟာတနအိမ်ပိုင်း6စင်တီမီတာအထိလင်းမြောင်ပြန်တက်နိုင်တယ်လို့ လေးချိန်140ကီလိုဂရမ်ထိတည်ဆောင်နိုင်ပါတယ်။မြင့်ပေ18000အထိလည်းပြန်တက်နိုင်ပါတယ်။စက်သက်လေးတွေကစက်အင်ဂျင်အတန်ကျဲလောင်တာကြောင့်မြင်နိုင်တဲ့အကွာအဝေးမရောက်ခင်မှာပဲစက်တန်ကိုသတိထားမိနိုင်ပါတယ်။ဒါကြောင့်အင်ဂျင်စက်တန်ဒလက်တန်ကားတန်ကြားရင်ပဝန်းကျင်ကိုလေ့လာပါ။စက်သက်လေးတွေကိုမြန်မာကဒါမမိုအန်ဂျေရဲ့3ပေးချက်ရတာနဲ့ချက်ချင်းပုံကိုကျင်တဲ့ပုံကိုပါလူထုထက်တဲ့နေရာတွေနဲ့စီအခြေဆိုင်စခန်းတွေကိုဥတီတိုက်ခိုက်နိုင်တာကြောင့်အဲ့ဒီလိုနေရာတွေကို3ပြူရှောင်ရှားပါ